မင်္ဂလာပါဗုဒ္ဓနဝချန်နယ်မှာကြိုဆိုပါရခင်ဗျာဒါပေမဲ့မှုသားဝါဒနဲ့ပတ်သက်တာကြတော့ဘယ်လိုမျိုးလဲမှုသားမပြောဘဲနေလို့ဖြစ်ပါမလားအဖြေကတော့လူအတိုင်းဝိုင်းထဲမှာဖြစ်စီစီးပွားရေးလောကထဲမှာဖြစ်စီမှုသားမပါဘဲနေထိုင်လုပ်ကင်ဖို့အမှန်တကယ်မဖြစ်ဘူးဆိုရင်ဒီလိုထိတ်လန့်စရာကောင်းတဲ့အကျင့်ပြတ်မှုမျိုးကို ပြောင်းလဲပြစ်တင်ပါတယ်ဗုဒ္ဓဘာသာဝင်ဆိုတာပို့ပြီးတော်တဲ့မှန်ကန်ဖို့ပို့ပြီးရိုးသားဖြောင့်မတ်ဖို့ကြိုးစားရင်း ြက်တနာနဲ့ပတ်သက်လို့လက်တွေ့လုတ်ကန်ဆောင်ရွက်ဖို့တန်တိတန်ချထားတဲ့လူမျိုးတွေပါ။ကောင်းပြီဒါဖြင့်အရန်နဲ့ပတ်သက်လို့ဘယ်လိုလဲနည်းနည်းပပလေးတောင်တောက်လို့မရဘူးလား။အပြေကတော့လူတွေဟာအရက်ကိုအရသာခံဖို့မတောက်ကြပါဘူး။သူတို့တယောက်တည်းတောက်တဲ့အခါမှာစိတ်ပြေလက်ပြောက်တောက်ကြတာပါ။လူမှုရေးအနေနဲ့တောက်ကြတဲ့အခါမှာလည်းလယ်ယောညီထွေးဖြစ်ဖို့တောက်ကြတာပါ။ ို့တော့လေအရက်ကိုနည်းနည်းလေးပင်တောင်းအောင်တော့စိတ်တက်ပျက်စီးပြီးတတိလက်လို့ဖြစ်စေပါတယ်။အများကြီးတောင်းရင်တော့ပိုပြီးပျက်စီးနိုင်တာပေါ့။ဒီဗီဒီယိုလေးကိုကြိုင်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနဲ့အားပေးခဲ့ပါအောင်နော်။